ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေလုတ်ကင်နေတဲ့ KK ဘက်ကိုစစ်အုပ်စုကဟန်ပြဝင်ရောက်စီးနင်းပြီးနှစ်ရက်မြောက်နေ့မှာ KK ဘက်ဝင်းအတွင်းမှာအလုလုနေကြတဲ့နိုင်ငံသားအလုသမားတွေအပါအဝင်ရာချီထွက်ပြေးတင်းချောင်နေကြတယ်လို့မြောက်နေမြို့ခံတွေထံကနေသိရပါဗါးအော်တိုဘာလ23ရက်ညနေပိုင်းကလေးကခက်မှန်ကြီးရဲ့အလုသမား300ဦးခက်ကခြေလင်ကားကြီးကားတေးတွေနဲ့ KK ဘက်ဝင်းကနေထွက်ပြေးလာကြတာပါထပ်ပြေးလာတဲ့သူတွေထဲမှာမြန်မာထိုင်းအခြားနိုင်ငံသားတွေအများပြားပါဝင်ပေမဲ့ အများဆုံးကတော့တရုတ်လူမျိုးတွေဖြစ်ကြတယ်လို့အဲ့ဒီနေမျိုးမှာရှိတဲ့တော်လန်ရေးရဲဘော်အချို့ကပြောပါတယ်။ဒါဟာကရင်နေကြားစောက်တဲ့ PGF ကို KNA ကထောက်ခွာခွင့်ပေးထားပြီးတော့အချို့ဆိုကာကြီးကားတေးတွေနဲ့ PGF တပ်ဖွဲ့ဝင်တွေကိုတိုင်မောင်းပို့ပေးနေတယ်လို့ဆိုပါတယ်။အဲ့ဒါကမနစ်ကလေးကသူတို့ PGF တွေထွက်ခွေပေးနေတာသူတို့အတွက်လိုအပ်တဲ့ကျွမ်းကျင်တဲ့နီးပြန်တမားတွေကတော့အခြားနေရာကိုရွှေ့လိုက်တာကြပါ့အခုကတာမန်လုတ်တမားတွေပါပဲ သူတို့ပြောတာတော့နေရပြန်ဖို့ပြီးတာ KK ဘက်ဆိုက်တစ်ခုတည်းတော့မဟုတ်တော့ပါဘူးအချားယုံကလုတ်သမားတွေလည်းပါတယ်သူတို့ BGS တွေကိုတိုင်းလုံခြုံရေးယူပေးပြီးတော့ပို့ပေးနေတာအားလုံးတွေ့နေတာပဲစစ်ခွေးတွေ ကြားဖြတ်ဆိုက်ထဲကဝင်ဝင်လာတယ်အနီးနားမှာတက်ဆွဲထားတာအခုကအပေါ်ယံလောက်ပါပဲလွတ်တာကကြားဖြတ်ယုံကနေထွက်ပြေးလာတဲ့မြန်မာနိုင်ငံသားတွေကတော့နေရပြန်ကြပြီးမဲ့ကျန်တဲ့နိုင်ငံသားတွေကိုထိုင်းမြန်မာနယ်စပ်မှာနေရာချထားပေးထားပြီးတော့ ထိုင်းနိုင်ငံကနေတက်စီတက်ဆိုင်ရနိုင်ငံပြန်နိုင်ဖို့ထိုင်းအာဏာပိုင်တွေနဲ့ညှိနှိုင်းမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်ကမြောက်ရီမြို့စေမိုင်းကွာမှာရှိတဲ့ KK ပက်ဝန်းကိုဝင်းရောက်စီးနင်းခဲ့ရမှာ Starlet အလုံး30နဲ့အလုတ္တမ2000နီးပါးကိုဖမ်းမိခဲ့တယ်လို့စစ်အုပ်စုကထုတ်ပြန်ခဲ့ပေမဲ့အလုတ္တမဓာတ်ပုံတွေတော့ဖော်ပြခဲ့ခြင်းမရှိပါဘူးမြောက်ရီမြို့ကိုထိန်းချုပ်ပြီးတဲ့နောက်နိုင်ငံတကာဖိအားပေးမှုတွေခံနေရတဲ့စစ်အုပ်စုဟာ ် PGN နဲ့ညှိနှိုင်းမှုတွေပြုလုပ်ပြီးတော့ကြားဖြတ်လုပ်ငန်းခွင်တွေဝင်ရောက်စစ်ဆေးမှုတွေဟန်ပြနေတဲ့စက်တိုက်ပြုလုပ်လာပါတယ်တချို့တနည်းအားတွေကတော့ရက်ဝါတဲ့သဘောမျိုးတော့ဖြစ်သွားနိုင်တယ်။ဒါပေမဲ့အဲ့လိုတချို့တနည်းအားရက်ဝါတာတခြားတနည်းအားကထပ်ထွက်လာအောင်ပါ။ဒါပဲပေါ့။ဟိုတချို့လုပ်ငန်းတွေကအကျိုးတူပဲလေနော်။အကျိုးတူတွေကလုပ်နေတဲ့ဟာကိုဒီနေရာဝင်ဝင်ပေးဆိုတာလေ။ခုနပြောတဲ့ဟာပဲ။အကွက်ရိုက်တာပဲပေါ့နော်။အကွက်ရိုက်တဲ့ထက်ကိုဖွဲ့စည်းချင်းချင်းကြားမှလည်းအထာမထားဘူးပေါ့။ ဒီအခုဒီမနက်ဖြစ်တဲ့နေရာမှာမဟုတ်ရဲ့နောက်တဲ့နေရာမှာလည်းထပ်ထွက်လာအောင်ပါအဲအဲ့ဒီအဲ့ဒီသဘောရပါပဲမြောက်ရီမြို့နယ်မှာကြားဖြတ်လုပ်ငန်းကြီးငယ်ရာချီရှိနိုင်ပြီးတော့ရွှေကုတ်ကိုမက်ထော်တလီကြောက်ခက် AA site KK ပတ်အစရှိတဲ့မြေနေရာတွေကိုတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံက PGF အပါဝင်ကရင်လက်နက်ကန်အချို့ကအကျိုးမြတ်ခွဲဝေယူပြီးတော့လုံခြုံရေးယူပင်နေပါဗျ။ကရင်နယ်စပ်တစ်လျှောက်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းအလုံးဒီပတ်ဟာ စောချစ်တူဥဆောင်တဲ့ BGF ကအဓိကခန်းခံတာမှာပါဝင်နေတဲ့အတွက်နိုင်ငံတကာရဲ့တန်ဖက်ပိတ်ဆို့မှုတွေခံထားရပါတယ်။